ဗလန်မြို့တိုင်းစစ်စင်ရေးတိုက်ပွဲအတွင်းကလေးဒေသတော်လိုင်းတပ်ဖွဲ့ကရဲဘော်၅ဦးကြာဆုံးခဲ့ရချင်းညီနောင်စစ်စင်ရေး Operation CB ရဲ့ဗလန်မြို့တိုင်းစစ်စင်ရေးမှာကလေးဒေသတော်လိုင်းရေးတပ် KRF ကရဲဘော်၅ဦးကြာဆုံးခဲ့ကြလဲဖြစ်ပါတယ် အလံမျိုးသိန်းစစ်စင်ကိုပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကနေစတင်ခဲ့ပြီး2025ခုနှစ်ဧပြီလ9ရက်နေ့အထိ9လခန့်အကြာထိုးစစ်စင်တက်ခိုက်ခဲ့ရာစစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ခါရယာ268တရင်စခန်းကုန်းကြီးကို2025ခုနှစ်ဧပြီလ9ရက်နေ့မှာအပြီးသက်အောင်မြင်စွာသိမ်းပိုက်ရရှိခဲ့တာလည်းဖြစ်ပါလေကလေးဒေတာတော်လန်ရေးတက် KRF အနေနဲ့ ချင်းညီတော်နဲ့အခြားမာမိတ်တပွဲများတဲ့အတူပူပေါင်းတိုက်ပွဲဝင်ခဲ့တာဖြစ်ကာ၎င်းမျိုးသိန်းတိုက်ပွဲမှာတရင်ကရဲဘော်9ဦးထိကြာဆုံးခဲ့ပြီး23ထိခိုက်ဒဏ်ရာရရှိခဲ့ရတယ်ဖြစ်ပါတယ်။ကြာဆုံးခဲ့တဲ့ရဲဘော်9ဦးမှာ2ဦးကလေရင်ဘုံထိမှန်ကြာဆုံးခဲ့တာဖြစ်ပြီးနောက်ထပ်2ဦးကတော့လက်ပြဘုံထိမှန်ကြာဆုံးခဲ့တာဖြစ်ကာနောက်ထပ်2ဦးကတော့ကြည်ထိမှန်ပြီးကြာဆုံးသွားခဲ့ရတာပဲဖြစ်ပါတယ်။ ကြာဆုံးသွားခဲ့ရဲဘော်တွေဟာရဲဘော်အေမင်ဆိုအသက်34နှစ်ရဲဘော်နိုင်ဖြိုးဝေအသက်21နှစ်ရဲဘော်တန့်စင်အောင်အသက်28နှစ်ရဲဘော်လင်းလင်းအသက်29နှစ်နဲ့ရဲဘော်မင်းခန့်ပြူအသက်20နှစ်တို့ပဲဖြစ်ပါတယ်။ဆိုပါကြာဆုံးသွားခဲ့ရဲဘော်9ဦးဟာကလေးဒေသတော်လှန်ရေးတပ် ကလေး Revolution 4တပ်ဖွဲ့စတင်တည်ထောင်ကလေးကဒါဝင်ထမ်းဆောင်ခဲ့ကြတဲ့ရဲဘော်တွေဖြစ်ခဲ့ပါတယ်။ကလေးဒေသတော်လှန်ရေးတပ် KRF တပ်ဖွဲ့အနေနဲ့ကြာဆုံးသွားခဲ့ရတဲ့ရဲဘော်9ဦးရဲ့ရုပ်အလောင်းကိုကျန်ရှိတဲ့ရဲဘော်ရဲဘက်တွေကစစ်မြေပြင်မှာကယ်ထုတ်နိုင်ခဲ့ပြီးရုပ်အလောင်းတွေကိုကျန်ရစ်တဲ့မိသားစုတွေစီအရောက်ပို့ဆောင်ပေးခဲ့ကာဒါမနာအခမ်းအနားကိုကောင်းမွန်စွာပြုလုပ်ပေးခဲ့ကြတာလည်းဖြစ်ပါတယ်။ ဒါပြင်ဖလန်းမျိုးတင်စစ်စင်တိုက်ဝဲတွေမာမေပူပေါင်းတဖုတ်ဝင်ဒီဘက်ကလည်းရဲဘော်ပေါင်းများစွာကြာဆုံးခဲ့တာလည်းဖြစ်ပါတယ်။ဖလန်းမျိုးတင်တိုက်ဝဲမှာကြာဆုံးခဲ့တဲ့ရဲဘော်တွေရဲ့အကြောင်းကိုကျွန်တော်တို့ support video ရဲ့မြန်မာကလက်လန်းမိသလောက်မှတ်တမ်းတင်ထားခဲ့ပြီးဖြစ်ပါတယ်။အလံမျိုးတိန်စစ်စင်ရေးတိုက်ပွဲအတွက်မှာစစ်ကောင်စီတပ်သား200ဝင်းကျင်ကိုဖမ်းဆီးရမိခဲ့ပြီး90ဝင်းကျင်ထွက်ပြေးလွတ်မြောက်သွားကအများပြားတေဆုံးခဲ့ပြီး ဟောဝိဇာလက်နက်ကြီးတွေနဲ့လက်နက်ငယ်အများပြားကြီးစံအများပြားချင်းရံလက်နက်ပေါင်းများစွာတင်စီရရှိခဲ့ကြတာလည်းဖြစ်ပါတယ်။ဒီလိုအောင်ပွဲတွေရဲ့နောက်မှာဒီလိုမျိုးတံပိုးရှိတဲ့အသက်တွေကိုပေးဆက်ခဲ့ရတာညာလာပါပြီ။ကျွန်တော်တို့ဟာအောင်ပွဲတွေကိုပဲလိုချင်ပြီးတော့မှဆုံးရှုံးမှုတွေကိုတော့ဘယ်တော့မှမလိုချင်ကြသူတွေပါ။ဘာလို့မလိုချင်ကြလဲဆိုတော့ကျွန်တော်တို့ရဲ့လက်နက်ကန်တော်လှန်ရေးရဲဘော်တွေဟာ တိုင်းပြည်နဲ့ပြည်သူလူထုကိုအချမ်းပတ်ဆက်အနာရှင် လောက်ကနေလွတ်မြောက်ဖို့ကာကွယ်နေကြတဲ့ရဲဘော်တွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကမဆုံးရှုံးစေချင်တာပဲဖြစ်ပါတယ်။ရဲဘော်တွေမကြဆုံးရအောင်လည်းကျွန်တော်တို့အားလုံးကလူထုတော်လိုင်းမှာနေ့တိုင်းပါဝင်နေကြရင်ရှေ့တိုင်းတိုက်ပွဲတွေမှာလက်နက်ကိုင်တိုက်ပွဲဝင်ကြရင်ရဲဘော်တွေကိုအမင်းမပြတ်ထောက်ဖို့ပေးနိုင်ဖို့လည်းလိုအပ်ပါတယ်။အမှန်တကယ်တမ်းပြောရရင်ဒီလိုသောသူရဲကောင်းအာဇာနည်တွေကိုမှတ်တမ်းတင်ရခြင်းဒီကျွန်တော်တို့ထပ်ပြီးမလုပ်ချင်တော့ပါဘူး ရဲဘော်တွေကိုလည်းထပ်ပြီးမဆုံးရှုံးစေချင်တော့ပါဘူး။ဒါပေမဲ့လူငယ်တွေဟာဖက်စစ်အာဏာယူတွေကြောင့်ဒိုင်းပြည်နဲ့ပြည်သူလူထုကိုကာကွယ်ဖို့လက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်ကြရင်မျိုးတော်လိုင်းရဲ့လမ်းခုလက်တွေမှာတေးစီနိုင်တော့တဲ့နက်နက်တွေနဲ့ပြစ်ခတ်တိုက်ပွဲဝင်နေကြရင်ကြာဆုံးနေခဲ့ကြရတာဖြစ်ပါတယ်။တကယ်ဆိုရင်ဒီလူငယ်လေးဟာတိုင်းပြည်ရဲ့အနာဂတ်သားကောင်းရတနာလေးတွေဖြစ်ပါတယ်။ဒီလိုစစ်မိတ်ဆာယူတွေကြောင့် မဆုံးရှုံးသင့်ပဲဆုံးရှုံးနေရတာတိုင်းပြည်နဲ့ပြည်သူလူထုအတွက်အင်မတန်ဝမ်းနဲ့နှပြောတတ်တတ်စရာကောင်းလွန်လာပါတယ်။ခေဆက်စကလူငယ်တွေဟာအာနာရှင်ဆက်စကိုတော်လှန်ကြရင်မိမဆွာအသက်ပေးသူကြာဆုံးသွားခဲ့ရတဲ့အချိန်မှာတော့ကျွန်တော်တို့ကြံရှိတဲ့ရဲဘော်ရဲဘက်တွေကသွေးကောင်းအာဇာနည်အဖြစ်မှတ်တမ်းတင်ကိုတင်ထားပေးရမှာလည်းဖြစ်ပါတယ်။ဒီလိုအောင်ပွဲတွေရဲ့နောက်မှာကြာဆုံးသွားခဲ့ရတဲ့အညာတရသွေးကောင်းတွေကိုကျွန်တော်တို့မှတ်တမ်းမတင်ထားရင် ဒီလိုအောင်ပွဲတွေရဲ့နောက်မှာဘာတွေဘသူတွေပေးဆက်ခဲ့ရလဲဆိုတဲ့ဟာကိုဘယ်တမိုင်းကမှသိတော့မှာမဟုတ်ပါဘူးအဲ့ဒီကြောင့်တမိုင်းရဲ့စာမျက်နှာတွေမှာ new dollar အတွင်းကြာဆုံးသွားခဲ့တဲ့သူရဲ့ကောင်းအာဇာနည်ရဲ့အကြောင်းကိုကျွန်တော်တို့ကမှတ်တမ်းတင်ပေးနေရတာလည်းဖြစ်ပါတယ်ပြီးနေကံပြည်သူနဲ့တူတရားတဲ့ဘက်ကနေလက်နက်ကန်ဒေါ်လာရင်းမြင့်မြတ်စွာအသက်ပေးသူကြာဆုံးသွားခဲ့ရတဲ့ကလေးဒေသဒေါ်လာရင်းတစ်ဖက်မှာရဲဘော်အေမင်ဆို ရဲဘော်နိုင်ဖြိုးဝီရဲဘော်တန့်စင်အောင်ရဲဘော်လင်းလင်းနဲ့ရဲဘော်မင်းချန်ဖြိုးတို့အားကျွန်တော်တို့ support ပေးတဲ့မြန်မာမလေးအလေးနီပြူမှတ်တမ်းတင်လိုက်ရပါတယ်ရဲဘော်တို့ရဲ့စွန်လုံးနေနာခံဖေးဆက်ခံမှုတွေအတွက်ကျွန်တော်တို့အားလုံးနဲ့တူဒီညွေဦးတော်လိုက်တဲ့မိုင်းကဘယ်တော့မှမေ့သွားလိမ့်မည်မဟုတ်ပါကြာဆုံးကြရတဲ့ရဲဘော်တို့ကောင်းရာသူရိလားပါစေ ။ဗစေဂျမ်ဘတ်ဆင်လာရှင်တွေကိုအမြင့်ပြည့်ချေမုံရင်းမြို့တော်လိုင်းမှာကြာဆုံးသွားခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေရဲ့အကြောင်းကိုအလေးနီပြုမှတ်တမ်းတင်နေတဲ့စပုတ် PDF ရဲ့မြန်မာ YouTube Channel ကိုနားဆင်နေကြရတာပဲဖြစ်ပါတယ်။စပုတ် PDF ရဲ့မြန်မာ YouTube Channel ကိုကြည့်ရင်မြို့တော်လိုင်းမှာတောင်းတနေရာတွေကနေပါဝင်နေကြဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ မင်းမြတ်စွာကြဆုံးခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေကိုမှတ်တမ်းတင်ကပီးမော်ကွန်းထိုးနေရခြင်းဟာမြမတွင်ဦးတော်လန်ရေးမှာရဲဘော်တွေရဲ့အသက်တွေဘဝတွေအိမ်မက်တွေကိုစွန့်လွတ်ပေးဆက်ခဲ့ရပြီးတိုက်ယူခဲ့ရကြောင်းတမန်ရဲ့စာမျက်နှာတွေမှာမှတ်တမ်းတင်ထားခြင်းလိုပဲဖြစ်ပါတယ်။ကြဆုံးခဲ့ရတဲ့သူရဲကောင်းတွေကိုဘယ်တော့မှမမေ့ပါနဲ့။မြမနိုင်ငံရဲ့ရဲမှာဖက်ဒရယ်ဒီမိုကရေစီနိုင်ငံပေါ်ထွန်းလာရေးအတွက် အဖိနိကံ ပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နဲ့ကံရွေပဲဖြစ်စီလက်နဲ့မကံရွေပဲဖြစ်စီတိုက်ပွဲဝင်နေကြတယ်ပြည်သူကာကွယ်ရဲဘော်များအကျော်ထောက်ဖို့ပြည်သူများအနေနဲ့ရရနေရာတွေကနေအုတ်တချက်တဲတွင်းအနေနဲ့အမြဲမပြတ်ပါဝင်နေရဖို့ကိုလည်းစပုတ် PDF ညီမကတိုက်တွန်းလိုက်ရပါတယ်အရေးတော်ပုံအောင်ရမည်